မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတောက်ကြသားသမီးတွေ2025ခုနှစ်12ရက်နေ့ရနေပြီးတော့21ရက်နေ့ဒီတပတ်စာတားတော်နဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်ခင်ဗျာဝေးကွာကြပါစေလို့ဆရာကမေတ္တာပို့ဆောင်ပါနာပြုသားလိုက်ပါတယ်ဆိုတော့တောက်ကြတာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာလက်ရှိ2025ခုနှစ်12ရက်နေ့ကနေ21ရက်နေ့အထိမိတ်ဆွေတို့ရဲ့ယင်ထဲမှာ ဖြစ်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတဲ့ငွေကြီးနဲ့ပတ်သက်လို့ရှင်ဖြစ်လာမလားဖြစ်မှာဖြစ်ပါမလားဆိုတဲ့မျှော်လင့်ချက်လေးတွေဖြစ်နေတာမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့အရေးကြီးသောကိစ္စဆိုးရိမ်ပူပန်နေတာမျိုးမဖြစ်လာသေးတဲ့ကိစ္စတွေမှာငါဒီငွေကြီးဒီတယောက်နာရမှရပါမလားသူ့မဟုတ်ငါမျှော်လင့်ထားသလိုဝင်မဝင်လာပါမလားဒီအချိန်တစ်ခုရောက်လို့ရှင်ငွေကြီးနဲ့ပတ်သက်လာရင်ဂျင်းတွေကရရှိပါမလားဆိုတဲ့အပူပင်တော့ကလေးစိတ်နှက်ခွ ဖြစ်နေတာမျိုးလုပ်ငန်းကိစ္စအလုပ်တဲ့ကိစ္စတခုကိုလည်းလုပ်ရင်ကောင်းမလုပ်ရင်ကောင်းရှေ့တွင်ကောင်းနောက်ဆုံးရင်ကောင်းဒီလိုမျိုးကိစ္စလေးတွေဆုံးဖြတ်ချက်တွန်တွဲနေတော့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်ဘာကိုမစုပ်ကိုယ်တိုင်စဉ်းစားပြီးတော့တည်တည်ရှည်ရှည်လေးဆုံးဖြတ်ဆောင်ရွက်တာပုံမှန်ကောင်းမှုပြီးတော့ကံတရားရဲ့အထောက်အကူရရှိစေဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ ခྱི་သွားကိစ္စလေးတွေခྱི་ထွက်တဲ့ကိစ္စလေးတွေဖြစ်ပေါ်နေတာမျိုးခྱི་သွားမဲ့ကိစ္စလေးတွေစီစဉ်ထားတာမျိုးအကြံဉာဏ်ချထားတာမျိုးလို့ဆောင်ပါဒီလိုကိစ္စမျိုးတွေပြီးတော့မှသာအရေးကြီးတဲ့ကိစ္စလေးကိုစဉ်းစားဆုံးဖြတ်ဆောင်ရွက်ရင်ကန္တရရဲ့တိုးတက်မှုကိုရရှိတတ်ပါလေယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်လို့မထင်မှတ်ပဲနဲ့ခྱི་သွားတာခྱི་ထွက်တာခྱི་နဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဟိုမမျော်လင့်ထားပဲနဲ့သွားရတာမျိုးအရာဟုခྱི་တွေအလဲတွေသွားရတာမျိုးတွေကြုံရတတ်ပါလေစက်ပစ္စည်းရင်တွေအထွက်ဖြစ်တာမျိုးတကိုးကိုးကန်ရတာမျိုး ဖြစ်ရတဲ့အတွက်တော့သတိထားဆင်ခြင်ပေးပါငွေကြေးနဲ့ပတ်သက်လာရင်တော့ခီးသွွားကိစ္စလေးတွေကြောင့်စက်ပစ္စည်းရင်းကိစ္စလေးတွေကြောင့်ငွေကြေးအကုန်ကြများတတ်ပေမဲ့ဘလောက်ပဲပုံစံကောင်ငွေကြေးနဲ့ပတ်သက်ရင်ပြန်လဲဝင်လာတာမျိုးလေးတွေပြန်လဲရရှိလာမျိုးတွေချင်းတင်ရရှိမဲ့အပတ်တာကာလပိုင်းချဖြစ်ပြီးတဲ့အခါငွေကြေးကိစ္စနဲ့ပတ်သက်လာရင်တော့အဲအစမှနည်းနည်းလေးခက်ခဲကြတဲ့ပေမဲ့အဆုံးသက်ကြရင်စပီအောင်မြင်တိုးတက်မှုတွေရရှိမှအသေးချာဖြစ်တယ်အလောက်ကရင်အလောက်ကရင်နဲ့ပတ်သက်လာရင်တော့ဘာဖို့မဆိုအဲမိမိတို့အနေနဲ့ အစုချေရလုပ်ငန်းတွေစက်လုပ်ငန်းတွေအတူပေးပါတယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေပုံမူအားသာကောင်းမှုပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်အလုံးနဲ့ပတ်သက်လာရင်ချစ်ခင်မြတ်လို့တော့သူတွေရဲ့အကူအညီကိုရရှိတာမျိုးမိမိအိမ်အောင်ဖက်ရဲ့အကျန်စီကိုရရှိတာမျိုးဂျုံကတက်တယ်လို့ယာရုလုပ်ငန်းတက်ခြင်းယာရုတိုးခြင်းငွေကြေးလက်လက်လာပါဝင်ခြင်းတွေဂျုံကတက်တော့ကာလအပိုင်းရှားဖြစ်ပါတယ်ဒါအပြင်ဒီကာလမှာတောက်ကြတဲ့မိမိတွေကမျက်နှာပွင့်လန်းခြင်း အဲဆနာလိုချစ်ခင်ကျင်နာရင်ပြောဆိုခြင်းတွေကိုပြောဆိုဆောင်ရွက်တာမျိုးတွေဒီအေဂျင့်မှုတွေအဲမိမိတို့အနေနဲ့အလိုရာကိစ္စတွေကိုပြီးတော့အဲဆနာလိုမိမိဘက်ကလိုအပ်သောကိစ္စလေးတွေကိုတည်တည်ရှာရှာလေးနဲ့အေဂျင့်ဆန်လေးပြောဆိုဆောင်ရွက်ရင်ဘာကိုမဆိုတိုးတက်မဲ့ကာလဖြစ်ပြီးတဲ့အခါအကူအညီထောက်ကူမှုတွေရရှိတတ်ပါတယ်အထက်လူကြီးအမျိုးသမီးတအုပ်တယောက်ရဲ့အကူအညီကိုရရှိတာမျိုးအသက်ကြီးသူတွေရဲ့အကူအညီကိုရရှိတာမျိုးအမျိုးသမီးတအုပ်တယောက်နားနေပြီးတော့အခွင့်အကူအညီတွေကိုလိုအပ်ချက်တွေကိုရရှိအောင်စွမ်းဆောင်နိုင်သောကာလဖြစ်ပြီးတဲ့အခါထီကန်ဆန်းခြင်းထီထိုးခြင်းတွေပြုလုပ်လို့ရပါတယ်မိအိမ်ထဲမှာအကြောင်းအရာမျိုးစုံနဲ့ င်္ဂလာကိစ္စလေးပြောရတာမျိုးလေးတွေအဲမင်္ဂလာပြုမင်္ဂလာဆောင်နာမျိုးကိစ္စမျိုးအလူအတန်းကိစ္စလေးတွေမေတ္တာရေးဆိုင်ရာကိစ္စလေးတွေမှာရှစ်တို့ဆံမဲ့ပြောဆိုရတော့မင်္ဂလာဒုက္ခဒုက္ခဆိုတဲ့မင်္ဂလာကောင်းကျိုးတွေပြောဆိုတာမျိုးလေးတွေအိမ်မှာထားပြီးတော့လက်လာပါပွင့်လန်းစီမဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ကားကတော့ဆက်ပစ္စည်းတို့အသစ်ဝင်တတ်ပါတယ် ဒါအပြင်ရွှေငွေလက်ဝဲလက်စားဗရံမြနီလာအစရှိတာတွေဝင်တက်ပါတယ်။သာသမိရတာမျိုးလူဝင်တာမျိုးတွေလည်းအကျိုးပေးသောကာလပတ်တာအပိုင်ချာဖြစ်ပြီးတော့ဘာကုမဆိုတောက်ကြသာသမိတွေနဲ့ရှေ့တို့ဆောင်ရလုဆောင်ရအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတဲ့ကာလဖြစ်တယ်။အိုးအိမ်ချမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့နဲ့ရောင်းနာမျိုးလေးတွေဝယ်တာမျိုးတွေအကျိုးပေးပါတယ်။သို့တော့လုပ်ငန်းတက်အလုပ်တက်ကိုစတင်လုဆောင်တဲ့အခါမှာတော့မိတ်ဆွေတို့အနေနဲ့ဘာကုဖြစ်ဖြစ်အလင်းစလိုလောလောကြီးမဆောင်ရပါနဲ့။စိတ်ထဲမှာစက္ကနဲပေါ်လာရင်ဒါကနေတိုင်းကနေဝုန်းဝင်းနဲ့မလုပ်ဘဲနဲ့တည်တည်ချာချာစဉ်းစားအကြံချပြီးတော့ဆုံးဖြတ်ရင်အောင်မြင်မှုတွေကိုကျင်းတည်ရ ရှိပြီးတော့ထင်ကုန်မှုတွေမရှိပဲအစဉ်ပြေမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တီထိုးတာမျိုးတီကန်ဆန်းတာမျိုးတော့ကိုမှုကောင်းမှမလဲတဲ့ဘာကိုဖြစ်ဖြစ်စိတ်အေးအေးလေးနဲ့အလင်းစလိုမလို့ပဲခြေတို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အစဉ်မပြေနိုင်စရာဘာမှမရှိပဲနဲ့အားလုံးအစဉ်ပြေအောင်မြင်တိုးတက်သွားစေမယ်အပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစေခင်ဗျာ ထို့ပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေပြန်လည်ရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲလက်လွန်ပြီးသားငွေကြီးတွေကိုပြောဆိုဆောင်ရွက်ရရှိအောင်ဆွမ်းဆောင်တာမျိုးအကျိုးပေးတယ်လို့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်တော့အဲအမွေရတာမျိုးလေးတွေထိပေါက်တာမျိုးလေးတွေယတနာပုံစိုက်ကိန်းတို့တားရွှေရုံထမ်းလာတယ်လို့ဂိမ်းနေတဲ့ငွေကြီးနဲ့ပတ်သက်အခက်အခဲမရှိပဲအစီအမံဖြစ်တဲ့အတွက်တောက်ကြတာသမီးတွေဟာငွေကြီးဆိုင်ရာကိစ္စတွေမှာ ဘာကုန်မဆိုအမှန်တန်ထူးထူးခြားခြားရှေ့လို့ဆောင်ရလို့ဆောင်ရင်အသာကောင်းတော့ပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့စိတ်ထဲမှာ အဲကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာတစုံတစ်ယောက်တဦးတစ်ယောက်ကိုအကြောင်းပြုပြီးတော့တတိယနေတာမျိုးမိန်ကောင်းဆွေကောင်းတွေကိုတတိယနေတာမျိုးလေးတွေကြုံအားတက်ပြီးတဲ့အခါကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါထိုသူတွေကိုအိမ်မဆွဲမှတ်တာမျိုးလေးတွေဆိုကျမ်းမာရေးညံ့တာမျိုးရှုချတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားပါအထူးသဖြင့်မိတ်ဆွေတို့အနေနဲ့စုံပြီးသားသူတွေတည်ပြီးသားသူတွေကိုအိမ်မမှတ်တဲ့အခါမျိုးတွေကြလို့ရှိရင်တော့ကျမ်းမာရေးနဲ့လေးညံ့တဲ့အကြောင်းနဲ့ထပ်လောင်းတတိပြန်လို့အကြောင်းထပ်လောင်းပြောကြလိုက်ပြတယ်ဒါအပြင်အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေတကယ်လည်းမလူပါသေးပဲနဲ့နှုတ်ကနေပြီးတော့ဂတိခံတာမျိုးတွေမလုပ်ပါနဲ့ကံရဲ့ထင်ငေါ်ခြင်းကြံ့ကြခြင်းမျိုးတွေကြုံ ွားတက်တဲ့အတွက်ဒီချက်လေးတွေကိုတတိပြုစင်ကျင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာတော့စိတ်မအီမသာဖြစ်ခြင်းမျိုးတွေစိတ်ထဲမှာဘာလို့ဖြစ်ခြင်းလို့ဖြစ်ခြင်းတွေမှမသိဘဲနဲ့အလရရဒေါသတွေအလိုလိုထွက်နေတာမျိုးလေးတွေအနေငယ်ဖြစ်ရတာလွယ်ကျန်တာဘာမှစစူပေါ်ပါပါမှမရှိလာဘူးဆိုတော့အပတ္တကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်နောက်တစ်ခုကမိတ်ဆွေတို့လူငယ်တွေအရှိရေးအရှိရေးနဲ့ပတ်သက်လာရင်မိန်းကလေးတွေသတိထားပါကောင်းပါတယ်တော့မထင်မဖက်အိမ်အောင်ကြာတာမျိုးလေးတွေပူဇာဘက်ပေါ်တာမျိုးလေးတွေဂျုံအားတက်တယ်လို့ အဲအဲတမိစားရေးမှာဆိုရင်လည်းတုံးနဲ့တူတယောက်နဲ့တယောက်ကြားထဲမှာသုံးမွေ့ဆိုင်ဖြစ်တာမျိုးနေတယ်တယောက်နဲ့တယောက်တုံးနဲ့တူကြားထဲမှာစိတ်ခံမတင်လို့ စကားများရံဖြစ်တာမျိုးတွေတဝင်တူရုပ်စစ်မှုလေးတွေကြောင့်လည်းအရှိရင်နဲ့ပတ်သက်လာရင်တော့တယောက်နဲ့တယောက်ဒုနဲ့ဒုစကနိုင်နေလှူတာမျိုးတွေနောက်ဆုံးဘလို့မှချစ်ဆက်မရတော့တဲ့အရှိန်တွေတစ်ခုအတိုင်းတစ်ခုကိုရောက်ချစ်တတ်တဲ့အတွက်တော့သတိပြုစင်နေရလိုအပ်သောကာလပိုင်းချဖြစ်ပါတယ်ခင်ဗျာအိမ်နောင်ကြီးအိမ်နောင်ကြီးနဲ့ပတ်သက်လာရင်တဖူးဆိုတဲ့ကံမျိုးကြာနေရတဲ့အတွက်အိမ်နောင်ကြီးနဲ့ပတ်သက်လာရင်တော့အဲဘာလို့ဖြစ်ဖြစ်အတွေးလွန်နေတာမျိုးမိသားစုအိမ်တွေနဲ့ပတ်သက်တတ်ပြီးတော့စိတ်ညစ်စရာမျိုးလေးတွေစိတ်ကူတာမျိုးလေးတွေမိမိရဲ့အိမ်နောင်ဘက်ပေါ်မှာတဝင်တူရုပ်စစ်တာမျိုးလေးတွေကိစ္စအဟောင်းကြီးကိုတန်လျာကြီးများများဖြစ်နေတာမျိုးလေးတွေကြောင့်အိမ်နောင်ပတ်နဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုကအတွေးလွန်နေ ရာမျိုးတွေဖြစ်တဲ့အတွက်ဘာလို့မဆိုလက်တွေ့မှာကြာကြာဆောင်ဖြတ်ဆောင်ရွက်ပြီးတော့မှသာအဲလက်တွေ့ကြာမှသာဆွဆွဲပြောဆိုတာမျိုးတွေလောက်ပါကိုယ့်ရဲ့စိတ်အထင်နဲ့ခံမှန်းတွေးခေါ်ပြီးတော့ပြောဆိုတာမျိုးပါကိုယ့်ရဲ့စိတ်ကိုကိုနှိမ့်ဆက်တတ်တဲ့သဘောလေးဖြစ်တတ်တဲ့အတွက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာလို့ဖြစ်ဖြစ်အတွေးမလွန်ဘူးလို့အကြောင်းနဲ့အဲချင်းလဲလျှောက်တာပြားလဲဆွဲတာဆိုလိုပဲတိကျတိကျစိတ်ဆက်မှသာပြောဆိုဆွဆွဲပြောဆိုတာအကောင်းပါတယ်မဟုတ်လို့ရှိရင် တယောက်နဲ့တယောက်လူနဲ့လူနားလည်းမလို့လွဲတာမျိုးလေးတန်တရားမျက်လုံးတွေကြောင့်တစ်ဖက်ကလည်းမွန်းကြက်တစ်ဖက်ကလည်းအစင်မပြေဖြစ်တတ်တဲ့ကာလာမျိုးဖြစ်တတ်တဲ့အတွက်ဇီဂါဆင်ညီပေးပါအထူးသဖြင့်အိန္ဒိယကိစ္စပဋိပက္ခကိစ္စလေးတွေကိုအပြင်းမထွက်စေပါနဲ့ဒါလေးတစ်ခုကိုတော့ကိုမီကိုကိုနိုင်အောင်ဖိမှုလိုအပ်ကြောင်းနဲ့မဆိုင်နဲ့မလူလာအပ်တဲ့အဖြစ်အနောင်လေးဝင်တဲ့ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါစီ အကျိုးပေးသောအရာများအနေနဲ့အထူးသဖြင့်လင်ယောက်ျားနဲ့ပတ်သက်ပြီးတော့အပြစ်ပညာမျိုးမိမိအိမ်နောက်ပတ်နဲ့ပတ်သက်လို့ဇနီးမယားနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာမျိုးအထက်လူကြီးအကြီးကဲနဲ့ပတ်သက်လာရင်အဲတစ်ဖက်မှာအပုတ်ချပြောဆိုတာမျိုးသူမဟုတ်အဖေသူမဟုတ် ဟိုအဆက်ရှိတဲ့ပုံကိုယ်တွေကိုအပြစ်မြင်ပြောဆိုတာမျိုးတွေကမိမိရဲ့လုပ်ငန်းကံအလုပ်ကံကိုထင်ငေါ်ကြံ့ကြာဇီးတက်တော့အပတ္တကာလဖြစ်ပြီးတော့ကောင်းကျိုးသောနမိတ်ကောင်းသောအတိတ်နဲ့လုပ်ငန်းကုတ်တက်အလုပ်အကြီးကဲစီနီယာအဆက်ရှိတဲ့လူတွေလင်ယောက်ကြအိမ်ဦးနဲ့အဆက်ရှိတဲ့ပုံကိုယ်တွေကိုကောင်းသောစကားရှင်းမွန်စကားများများပြောပြခြင်းဒီကံရဲ့တိုးတက်ခြင်းကိုရရှိစေတတ်သောအပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအကျိုးပေးသောလုပ်ငန်းလေးတွေနဲ့ဆိုရင်တော့ဘာကုမစုံငွေကြီးနဲ့ပတ်သက်လို့ခြေလို့ဆောင်ရလောက်ဆောင်မှာအလုပ်ကိစ္စလုပ်ငန်းကိစ္စမှန်လားမဟုတ်အဲအေးအေးနဲ့ အလင်းစလုံးမလို့ပဲဆုံးဖြတ်ရင်အောင်မြင်တိုးတက်မှုတွေကျင်းတည်ရရှိမှာပါအိမ်ဆောင်နဲ့ပတ်သက်လို့တော့ညံ့ပါတယ်ဆိုတဲ့အကြောင်းလည်းထပ်လောင်းပြောကြလိုက်ပြရစီဒါအပြင်မိတ်ဆွေတို့ဒီအဖက်တာတော့ဒီမှာဆိုရင်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍကိုးကဏ္ဍနေရာမိတ်ဆွေတို့တို့အကျိုးပေးကံကောင်းစီပြီးအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တနင်္လာသာသမီစနေသားသမီတွေကကန်စာတာရဲ့တိုးတက်မှုကိုရရှိစေပြီးတော့အကျိုးပေးစီသောအရဟာတော့ အရှိမြောက်တောင်ကြီးဖြစ်ပါလေခင်ဗျာအဆက်ဆက်အရာအစင်းပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွယ်အယောင်းထွက်စီဖို့အတွက်ဆိုရင်အဲထမင်းစားတဲ့ခရင်ကလေးတစ်ခုနဲ့ခုနှစ်ချက်တိတိထိတွေ့ရိုက်ကုန်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်စည်းတွေကိုရောင်းလာရင်အယောင်းတွယ်အယောင်းထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာရည်ကြီးသောပိစာတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်အဲမိတ်ဆွေတို့အနေနဲ့ ဟိုခက်ရမ်းရအောင်လို့เนาะစနလိုပေါ်ကြာလို့အညိုရအောင်လို့ထို့ပြင်အယောင်မှိုင်းမှိုင်းနဲ့အယောင်ရင်းရင်းတွေကိုဝစ်စင်ပြောဆိုရင်အောင်မြင်တိုးတက်မှုတွေရရှိစေမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အဆက်ဆက်ရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလူရကိစ္စပြုမှုမပြောဆိုမီမှာမိမိတို့ရဲ့အလူရကိစ္စမပြောဆိုမီမလုပ်မီမှာအဲစနလိုပေါ်မိမိအိမ်ရဲ့အိမ်အပေါက်ကနေမိမိသွားမဲ့အရက်ကိုမျက်နှာမူစိတ်ထဲမှာမှန်းဆတန်းတာပြီးတဲ့အခါမေတ္တာပို့သွားတာမျိုးမျိုးတော့ရှင်နေတော့ရှင်လမ်းဆောင်တဲ့အိမ်ဆောင်တဲ့တွေကိုမေတ္တာပို့သွားခြင်းအားဖြင့် ောင်မြင်တိုးတက်မှုကိုအထောက်အကူဖြစ်စေမှာအသေးစားပဲဖြစ်တယ်။ဒါအပြင်အဆက်ဆက်ရရအစီအမီစီရန်အတွက်မပြောမီဆီယံငနာခွေမိခြင်းရင်ခွန်ကို3ညာနဲ့9ညာလေးတခြား7902904116ဟိုအက် Telegram မှာဖြစ်စေ Viber နံပါတ်963 5050နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့တောက်ကြတာမိမိတ်ဆွေတွေဒီတစ်ပတ်တာတော့ဒီမှာအဆက်ဆက်ရရကံကောင်းဇီယံအတွက်ဆိုရင်တော့မေတ္တာတုတ်တို့ အေးချမ်းမှုကိုရရှိအောင်လို့เนาะမြတ်စွာဘုရားမှာရေလူတာမျိုးတမဟုတ်ရင်တောက်ရေလက်ကမ်းပြတာမျိုးတမဟုတ်ရေတံမှုဝေတာမျိုးအဲကြောင်းကန်စရက်ဒီမှာရေဖြည့်တဲ့ကုသိုလ်လှုပ်ရှင်းဖြင့်ကြံ့ကြာမှုမျိုးရှိအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲနောက်ဆုံးပဲအိမ်နဲ့လွယ်စနေမှာပြန်ဆုံပါမယ်တောက်ကြရီနောက်တစ်ပတ်မှာပြန်ဆုံတာပါဗျာ